မင်္ဂလာပါရှင်28ရက်လေးလနေပြီးတော့9လပိုင်း၄ရက်နေ့ဒီတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရပြီအဲ့ဒီအပြောင်းလဲဟာကောင်းသောအပြောင်းလဲခြင်းလို့မြင်ပါတယ်တန်မိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိမိမမျော်လင့်ထားပဲနဲ့မမျော်မှန်းထားပဲနဲ့ဝင်လာတာမျိုးဖြစ်တတ်ပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အထင်မှားတာလေးတွေစကားလုံးလေးတွေကိုဟိုအတိတ်တောက်ပြီးတော့မှတန်တရားဖြစ်စရာလေးတွေနောက်ပြီးတော့ဒီအပြစ်ပြောစရာလေးတွေကျောင်းဝတ်တည်းဒါကြောင့်ပြောတာဆိုတာလေးတွေမိတ်ဆွေပေါင်းသင်းတွေနဲ့တတိယထားပြီးတော့ပြောဆိုပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေသွားမေးအိမ်ပြေချင်တာလားအိမ်ဆောက်ချင်တာလားအိမ်နဲ့ပတ်သက်ပြီးဘယ်အကြောင်းအရာမဆိုအစီအပြေမဲ့တပတ်တာလို့တွေ့ရပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုနောက်ဆန်နေတင်ရတာဝေဘေးဝေယူကိစ္စလေးတွေမှာစကားပြောရတာဒီလိုလေးရှိပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမတွေ့ရဘူး။အဲ့တော့ရန်အနေနဲ့မရှိတဲ့အပြင်မိမိကိုချစ်သူခင်သူပေါ်လာမဲ့တပတ်တာလို့တွေ့ရပါတယ်။အချင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွဲရတဲ့ဒီယတနာတစ်ခုပြီးတစ်ခုကျောင်းဝတ်တက်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကျမ်းမာရေးကြောင့်စိတ်ညစ်ရတက်ပါတယ်။မိမိကိုယ်တိုင် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးလုံးဝမရှိပါဘူးရှင်။ရခိုင်ကနေကကျမ်းမာရေးအញ្ញမ်းရှိနေတဲ့တနည်းမူလေးသာသဖြင့်ချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးဒီစိတ်ကူးသားမှုအောင်မြင်စီတွေအနာနဲ့ဆင်းနဲ့တွေ့မယ်ဒီလိုလေးမြင်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကလွန်ကောင်းပါတယ်ထီထိုးကံဆန်းခြင်းလေဆိုရင်တော့တစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ ပြောဝဆိုရတဲ့ကိစ္စလေးတွေတော့ရှိတယ်ဒို့ပေမဲ့လက်သေးပါဝင်ပပြက်ပဲနေငွေတွေဝင်လာမစဲတတဲတဲရရှိစီမယ်လို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကြီးလိုက်တဲ့အခါမှာကိုကိုလိုက်ကအလုံးလုံးရတဲ့အခါမှာဇနူးစနောင်လေးတွေဖြစ်တတ်တယ်ဒို့ပေမဲ့ကိုလုံးဝမဲ့ကိစ္စလေးတွေမှာဟိုငွေကြီးကိစ္စပဲတော့လကောင်းဒီအလုံးအတွက်နေပြောကြပြီးဆိုကြပြီးဆိုရင်တော့လကောင်းကိုဘက်ကနေပြီးတော့မှာ တတိနဲ့ပြောဆိုမေးနောက်ပြီးတော့ဗာလိလုံလို့အမြဲတမ်းသတိထားမေးအမှုမဲ့အမှတ်မဲ့နေလိုက်တဲ့အရာဒါတော့မဖြစ်တော့ပါဘူးဆိုပြီးတော့ဒီလိုလေးတွေးထားတဲ့အရာတွေကဖြစ်သွားတတ်တယ်အဲ့တော့ပြဿနာလေးနေငယ်တက်သွားတတ်တယ်အဲ့ဒါလေးကိုတော့သတိထားပါတင်းငွေသားသမီးချင်းမိတ်ဆွေတွေကံအထောက်ခံဖြစ်စီတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ်တင်းငွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရာကငါးငါးကောင်လှုပ်ပေးပါယခုလိုငါးကိုဘေးမဲ့လှုပ်ရတော့ကုသိုလ်ကံကြောင့် ။တပတ်တာမိမိခက်ခဲနေတဲ့အလုံးစုံပြည်လဲသွားမှာပဲဖြစ်ပါလိမ့်ရှင်။မင်္ဂလာပါရှင်။28ရက်လေးလမှ9လပိုင်း4ရက်နေ့ဒီတပတ်တာတနင်္လာသွားသပြီးချင်းပြီဆိုရဲ့လောက်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေလုပ်ငန်းတွေတိုးချဲ့ရမယ်လက်ရှိလုပ်နေတဲ့အလုပ်တွေရလဲပဲရည်ရွယ်ချက်တွေကောင်းသလိုအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းစုနဲ့ပတ်သက်ရင်လူယုံဒုက္ခပိတဲ့တည်းဒါကြောင့်တည်ထားပါနော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်မိုးကြက်ရတယ်တွေ့ရလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းနဲ့အဆင်မပြေဖြစ်တာ ပြဿနာတွေပဲတက်တာမျိုးကြုံရတတ်ပါတယ်ရန်အနေရေလုံးဝမရှိပါဘူးရှင်ရန်အနေရေမရှိရပြီးချစ်သူခင်သူပေါ်လာမယ့်တပတ်တာလို့တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူငယ်ပေါ်ခြင်းလို့မြင်နေ အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးအေးချမ်းတာယံစီပဲတပတ်တာပါ ကျမ်းမကြီးနဲ့ပတ်သက်တော့ဘီယူဆိုင်ပါကျမကြီးကဘာတွေဖြစ်တယ်လဲဆိုရင်ခါးရီနာရီနော်နောက်ပြီးတော့အကျောမကောင်းတာတွေဖြစ်တတ်တယ်ဒါလေးယူဆိုင်ပေးရတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်တွေရန်ဖီစီးပြီးတော့လုပ်ရတဲ့အခါမှာပူပန်မှုလေးတွေကျွမ်းတတ်တယ်ဒါ့ပြင်မဲ့စိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူး ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါပေမဲ့ထီတိုကန်ဆန်းခြင်းလည်းဆိုရင်ရှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်။လလဝါနဲ့ပတ်သက်ပြီးတော့ပွင့်လန်းလာပြီတို့ပေမဲ့မိမိဝင်လာတော့ငွေကြီးသည်တစ်ဖက်မှာကိုပြန်ပြီးတော့ပေးရမယ်လုံးဝမယ်ကန်ရမယ်ဆိုတဲ့ဟာလေးကိုဖြစ်တဲ့တည်းလက်ထဲငွေမပြေးတာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါအတိုက်ခံချားကနေပြီးတော့မှဖောက်ထွက်ပြီးတော့မှအောင်မြင်စေဘက်တစ်ဖက်တာလို့မြင်ပါတယ်ဒီနေ့မှာသာသမီချင်းမိတ်ဆွေတို့ရဲ့ ကံတော့ပဲဖြစ်စီတဲ့ရေရာကောင်းလေးဆံပါပြီးချင်ပါတယ်။တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကဘယ်အသီးမဆိုမိမိနေအိမ်ရဲ့ဘုရားမှာအသီးတစ်မြူထူတန်းချင်းဖြင့်ကုတူယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လေသောမိတ်တို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။28ရက်လေးလမှာ9လပိုင်းလေးရဲ့တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ အင်္ဂါသားသမီးချမိတ်ဆွေအလုံးနဲ့ပတ်သက်တာအယောင်းွယ်တဲ့ပတ်သက်တာတွေအားနည်းနေတဲ့တပတ်တာလို့တွေ့ရပါတယ်။တမိုးကြီးရဲ့ပြည်စီဝင်လာခွင့်ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ပြောပါဆိုမှာလုံမကင်မလေးတွေကြောင့်မိမိဆုံးရှုံးတင်တာစီတဲ့အရာလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရတွေအရန်ကောင်းနေပါတယ်။ဆွေမျိုးသားကြီးစီကကိုကြီးကောင်းထောက်ပံ့ကောင်းတွေမပြောလို့မရရှိစေတတ်ပါရဲ့ ရန်အန္တရာယ်တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ကျမိုင်းနဲ့ပတ်သက်တဲ့စူးချိုးလုံးဝမတွေ့ရပါဘူး။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းသောအိမ်တော်ကြီးလိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလုံးကောင်းနေပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါများ။ ဝင်လန်းစီပဲတပတ်တာပါအဲ့တော့ငွေရွှေမေငွေကန်ပွင့်မေသို့တော့အလုံးနဲ့ပတ်သက်ရင်တော့အားနည်းစီတဲ့အရာလေးတွေတွေ့ရတယ်ဒီအားနည်းချက်ရှိတဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့ဘလူးလေးငါစီစဉ်လိုက်တဲ့အခါမှာအားသာချက်ကလေးဖြစ်မယ်ဆိုတာကိုကြိုတင်ပြီးတော့မှ Twitter ဆင်ခြင်လို့ရအောင်ဆရာမပြောပြခြင်းပဲဖြစ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရာကြည့်လိုက်တဲ့အခါမှာစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်ဒီတော့အင်္ဂါသားသမီးချမိတ်ဆွေတို့ကံထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးပေးချင်ပါတယ် အင်္ဂါသာသမီချမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့ရေရရာကညီသူကိုမဆိုရေတက်ပြေးပါအဲ့တော့ကုထန်ငယ်တဲ့သူကြီးတဲ့သူရွေးသူပေါ့နော်နောက်ပြီးတော့တန်ဃာတော်ပြားနောက်ပြီးတော့တိရရှင်ဆရာလေးများကိုရေတက်ပြေးရတယ်ရေတက်ဆိုတာကရေတန့်လို့ဟောနော်တောက်ရေပေါ့နော်နောက်ပြီးတော့အချူရေတို့အဲ့လိုရေတက်တမျိုးမျိုးထူထမ်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြေးလည်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်28ရက်လေးလမှာ ငါးလပိုင်းလေးရက်နေ့အထိဗုဒ္ဓဘုရားသမီးချင်းမိဆိုရင်အလုတ်ကိန်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါလေရှင်ဗုဒ္ဓဘုရားသမီးချင်းမိဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြောင့်ဝါမေရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေမဲ့တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေပံ့ပိုးမှုလေးတွေကြံ့ကြံ့ကောင်းလေးတွေရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေစီမဲ့တပတ်တာပါ ဆွေမျိုးသားချင်းစီရလည်းပဲပံ့ပိုးမှုလေးတွေရရှိသလိုငွေကြေးအထောက်ပံ့ကောင်းလည်းရဖို့တွေ့ရပါတယ်။ရန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူရှိနေပါလေတဲ့နောက်ထပ်အလိုချစ်သူအတိတ်တွေရတာမျိုးကြုံရတဲ့တည်းနောက်အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းပဲသားသမီးတွေအတွက်ဓမ္မမွေအောင်လက်ငယ်သားတွေအတွက်နဲ့အလုပ်တွေရမ်းရှုပ်နေတယ်သို့တော့ကောင်းသောအလုပ်ရှုပ်ခြင်းလို့တွေ့ရပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်တော့စိုးကျိုးလုံးဝမတွေ့ရပါဘူး။ရခိုင်ကနေကကျမ်းမာရေးခန်းစားနေရတဲ့သူဆိုရင်ဒီတစ်ပတ်ထဲမှာယောဂနဲ့အနာနဲ့စိတ်နဲ့လုံးဝတွေ့သွားမယ်လို့တွေ့ရပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တာပါ။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့၃ညတစ်လုံးထီထိုးကံစမ်းလို့ရပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိလက်ထဲမှာငွေမထားဘဲနဲ့ပစ္စည်းဥစ္စာတစ်ခုခုစုဆောင်းပေးဆိုရင်ပို့ပြီးတော့မှရဲစီတဲ့တက်ကိုတွေ့ရပါတယ်။ ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါအလိန်ခံမှုတစ်ခုရှိရင်တည်တည်ထားပါတော့ဒီတော့ဟိုတော်ဦးသားသမီးချင်းမစ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းဆရာမပေးချင်ပါတယ်ဟိုတော်ဦးသားသမီးချင်းမစ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကမိမိမှာရှိနေတဲ့အရှုပ်တွေအားလုံးရှင်းလင်းစေဖို့တွင်တပြည့်စည်တစ်ချောင်းကိုအစီပြေသောနေရာတစ်ခုမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားဖို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်လက်ဆက်ရှိရဲ့လေးလာမှာငားလာပိုင်းလေးရဲ့ဒီဒီတပတ်တာဇာတာပရိသတ်ပိချိမိတ်ဆွေရဲ့လုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်ဇာတာပရိသတ်ပိချိမိတ်ဆွေ ဆုံးဖြတ်ချက်ချတဲ့အခါမှာခိုင်မာသောဆုံးဖြတ်ချက်ကိုချပါအလုတ်နဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်ရောင်းဝင်တဲ့ပတ်သက်ရင်ရောင်းပန်းဝယ်ပန်းဝင်လိုက်စင်မဲ့တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝယ်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုတွေခံရတတ်ပါတယ် ိမ်နဲ့ပတ်သက်ပြီးတော့ခိုက်ရန်ဖြစ်ပွားတဲ့တဲ့သတိထားပါနော်ဆွေဦးသားချင်းနဲ့ပတ်သက်ရင်စိတ်မကောင်းစရာသတိတွေကြားရတဲ့ပါရင်ရန်နဲ့ပတ်သက်တာအတိုက်ခိုက်တဲ့ပတ်သက်တာလုံးဝမတွေ့ရပါဘူးရှင်အကျွေးမြည်တဲ့ပတ်သက်တဲ့ကိစ္စလေးတွေရှင်းလင်းသွားပြီးတွေ့ရပါလိမ့်အချီအင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ဂယုဆိုင်မှုကျန်တာမှုရရှိစီတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းမဲ့အိမ်တော်ကြီးပါ ကံနဲ့ပတ်သက်ရင်ကံအားအလုံးကောင်းနေပါတယ်ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝိကြီးတတာပါဗျာဝင်လာမစေးတဲ့တဲ့တဲ့ရရှိစေမဲ့တပတ်တောင်လို့တွေ့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကြည့်လိုက်တဲ့အခါမှာယုတ်တရေဖြစ်စီတဲ့အန်ဒီရေလေးတွေကိုသတိထားပေးပါနောက်ပြီးမှမိဖို့ကြောင့်မှဟိုကိုကဝင်တဲ့အခါမှာဟင်းရဲ့စစ်နဲ့ပတ်သက်တဲ့အန်ဒီရေမျိုး နော်ပြီးတဲ့နာမျိုးဒါလေးကိုပြီးပြီးဆိုင်စီခြင်းပါတယ် ီတော့ဂျာတာဘေးသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ်ဂျာတာဘေးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကကန္ဓမာပန်းစိုက်တဲ့အရာခုနှစ်ပွင့်ကိုဇေဒီတစုမှာမိမိရဲ့မွေးနှံတောင်းမှာဓမ္မမို့ဖျားဝင်းထဲမှာလှူဒန်းခြင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်28ရက်လေးလမှာ9လပိုင်း4ရက်နေ့ဒီတပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့လုတ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာရည်ရွယ်ချက်ကောင်းလေးတွေအကျဉာဏ်ကောင်းလေးတွေရရှိစေတဲ့အပြင်အလုတ်နေရာကောင်းလေးတွေရောက်ရှိစေမယ်လို့တွေးရပါတယ်ရောင်းဝယ်တွေပွန်လန်းစေပါတယ်တံမိုးကြီးသောပစ္စည်းထွက်တတ်တဲ့ website ပါနော်မိတ်ဆွေပေါင်းတဲ့ပတ်သက်တာဆရာသမားနဲ့ပတ်သက်တာအခုညီကောင်းအပြေဝရရှိစေပါမယ် အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့ကိစ္စမှန်သမျှအလုံးစုံအဆင်ပြေသွားပါလိမ့်မယ်။ချိန်မျိုးသားချင်းစီကမမျှော်လင့်တဲ့မထင်ထားတဲ့အကူအညီကောင်းရဖို့ရှိနေပါလိမ့်။ရန်အနေရလုံးဝမရှိပါဘူးရှင်။အခြေအနေပတ်သက်ပြီးတော့စိတ်ညစ်ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အပေါ်မှာအလိုမချမှုစိတ်တိုင်းမချမှုတွေများနေတတ်ပါလိမ့်။ကျမကြီးရဲ့ပတ်သက်ရင်တော့ခါအောက်ပိုင်းကြီးကျမကြီးထူကြတတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဒီတစ်ခုပြီးတစ်ခုပေါ့နော်ပဝင်းချင်းရဲ့အနေအထားလေးတစ်ခုကြောင့်မိမိဒီအဲ့ဒီရိုက်ဖြတ်မှုလေးတွေကြောင့်စိတ်နှောက်ရှက်လေးတွေမြင်နေဖြစ်တတ်ပါတယ်။ကံနဲ့ပတ်သက်ရင်အားနည်းတယ်။ဒုပေမဲ့ထီထိုးကန်ဆယ်ချင်တယ်ဆိုရင်တော့လေးတလုံးကိုထီထိုးကန်ဆယ်လို့ရပါတယ်။ငွေကြေးလက်လာပါတယ်ပွန်လန်းစီပဲတပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကဗာလေးပဲလှုပ်လို့အမြဲစစ်စစ်ဆက်ဆက်တိတိကျကျနဲ့လုတ်ကြိမ်တဲ့သူ တွေ့တဲ့သူကကိုနဲ့ဆက်ကျင်ဘက်သူကိုတွေ့တဲ့အခါမှာအင်မတန်စိတ်အယမ်းကြီးရတာစိတ်ရှုပ်တွေ့ရတာဒီလိုလေးတော့ကြုံရတတ်ပါတယ်ဒီတော့တောက်ကြာသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံတောက်ပတ်ဖြစ်စီတဲ့ရေရီယာကောင်းလေးဆရာမပေးချင်ပါတယ်တောက်ကြာသားသမီးချင်းမိတ်ဆွေကလေးငယ်တယောက်ကိုမုတ်ပဲတရေစားဒါမှမဟုတ်ရေထမင်းခေါ်ကြွေးတာဒီလိုကုသိုလ်ရေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်28ရက်ဒီလပါ9လပိုင်း4ရက်နေ့ဒီတပတ်တာစနေသားသမီးချင်းမီစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမီစု၏အလုတ်ကံတွေမကောင်းဘူးအလုတ်ကြောင့်ဆင်းရဲရမေနောက်ပြီးတော့အလုတ်ထဲမှာလည်းပဲပြဿနာမျိုးစုံတွေကျွမ်းဝတ်တတ်တယ်ဒါကိုသတိထားပါနော်တန်ဖိုးကြီးတော့ပစ္စည်းထွက်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့တွေကမိမိကိုအပြစ်ပြောတာလေးခံရတတ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရံများအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အကူအညီမရဘဲနဲ့ဆွေမျိုးသားချင်းစီကနေပြီးတော့စိတ်တော့ကပေးတာတွေပဲကြောက်ရတတ်ပါတယ်။ရံအန်ဒီစူးစူးဝါမရှိပါဘူးရှင်။အချီးအိမ်နဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။အိမ်တော်ကြီးအေးချမ်းစီတဲ့တပတ်တာပါ။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ခေါင်းတွေမကောင်းတာခေါင်းတွေအများနဲ့နောက်နေတာမျိုးကြုံရတတ်ပါရဲ့ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပေတပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါ့ပေမဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတွေကရွှေနေတူတူလက်ထဲမှာလုံးဝမမြဲပါဘူး။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဆရာသမားလိုပုံကူမျိုးကနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေအပြည့်အဝပေးလာမယ်လို့တွေ့ရပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ ကန်တော့ဖတ်ဖြစ်စီတဲ့ယေရီယာကောင်းကြီးဆရာမပေးချင်ပါတယ်။စနေသားသမီးချစ်ပြီးဆိုရင်ဒီတစ်ပတ်တောင်မှအဋ္ဌဌံကောင်းကောင်းဝေပေးပါ။ဝေရမယ့်အဋ္ဌဌံကဂုံတော်ကွန်ချာကိုနေ့စဉ်အမြဲတမ်းကိုးကောက်ကိုးကောက်ရွတ်ဖတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တောင်ပြည်내သွားမင်းတို့တွေ့ရပါတယ်ရှင်။